အိန္ဒိယနိုင်ငံမှာသမီးတွေသာမွေးတဲ့မိသားစုဆိုဒုက္ခရောက်ပြီးသာမှတ်ပြီးတော့အဲ့ဒါမို့အိန္ဒိယမှာသမီးမမွေးခြင်းကြောင့်သားပဲမွေးခြင်းကြောင့်သမီး၄ယောက်လောက်ပါပြီဆိုအဲ့ဒီဖေခေါင်းပြောင်ပြီးသာမှတ်ပြီးတော့ရှိသမျှစီစိန်တွေကုန်ပြီးသမက်ရှာရတာနဲ့ဒီလိုသူတို့စီမှာ down re system ဆိုတာသူတို့စီမှာရှိတယ် ထောင်ရီဆိုတာအမျိုးသမီးပဲကအိမ်အောင်ပြုဖို့အတွက်အမျိုးသားစီတင်ပြီးတော့တောင်းရတဲ့ငွေကြေးဟာထောင်ရီလို့ခေါ်တယ်။ဗမာပြည်မှာမရှိဘူး။ဗမာပြည်ကတော့အမျိုးသားတင်ကြတာများတယ်။ကံကောင်းတဲ့ဗမာအမျိုးသမီးတွေကံကောင်းတယ်။အဲ့ဒီစနစ်မဟုတ်ဘူးဗမာပြည်ကအဲ့သူတို့စီမှာအဲ့လိုမဟုတ်ဘူး။ဒါကြောင့်မို့လို့အိန္ဒိယနိုင်ငံမှာအမျိုးသမီးဖြစ်ရရင်အတော့အောက်တန်းကျတယ်။ မိဘတွေကလည်းအလုံးစိတ်ချင်းရဥစ္စာတတ်နိုင်မှဒီသူတို့ရဲ့တမိတွေကိုအိမ်တော်ရဲ့သားချပေးနိုင်တယ်ပတ်စံမရှိရင်ဘလို့မှမချနိုင်ဘူးပတ်စံကုန်းပြီးတော့ရှာကြရှာတာတို့ခင်ဗျာတမိမွေးလာလို့ရှိရင်သွားရအဲတားမွေးတဲ့လူကတော့ဒူးနံပြီးတော့နေတာပဲလာခဲ့ဆိုတဲ့အနေနဲ့တော့သွားနော်သူကတော့ဘာမှအလုံးလုံးအေးရော ဒါသူတို့နိုင်ငံကစနစ်ဒေါင်ရီစနစ်ဆိုတာရှိတယ်။အတော်ဆိုးပါတယ်သူတို့ကဗမာပြည်ကတော့အဲ့ဒါလို့မဟုတ်ဘူး။ဗမာပြည်ကအလွန်ကံကောင်းတယ်။အလွန်ကံကောင်းတယ်။မျိုးသမီးမျိုးသားတဝတူနေနာလည်းမရှိဘူး။ထင်သေးတာလည်းမရှိဘူး။သူတဘောပဲနော်။မိဘတွေဘာတွေကလဲ။အမျိုးမျိုးနဲ့ကျင်စာရိတ္တ စီဝဝဇာအလယ်လတ်ရှိပြီးဘုမာပြေရတော့အဲ့ဒီဒုက္ခတွေသိပြီကံကောင်းကြတယ်လို့ပြောပြီးတော့အိန္ဒိယနိုင်ငံအမျိုးသမီးတွေကံဆိုးတာတခုရှိတယ်ယောက်ျားတည်လို့ရှိရင်လိုက်ပြီးတော့တည်ရတယ်အရှင်လတ်လတ်ဘာလို့လဲဆိုမုတ်ဆိုးမဘောကအင်္ဂလမဆိုးတယ်မုတ်ဆိုးမဖြစ်သွားပြီဆိုရင်တိတ်ကံဆိုးတယ်သူတို့မှာ ါကြောင့်မလို့စတိဆိုတဲ့သူတို့ဆိုင်အလုံးနဲ့စတိလို့ခေါ်တယ်။ယောက်ျားသေးပြီဆိုလို့ရှိရင်အဲ့ဒီယောက်ျားမိတဲ့ကြိုတဲ့အထဲကိုဒီမျိုးသမီးပါထည့်ပလိုက်တာအရှင်လက်လက်နော်အရှင်လက်လက်အဲ့ဒါကိုအင်္ဂလိပ်အုပ်တဲ့အချိန်တုန်းကဥပဒေနဲ့တားပြီးတော့အမျိုးစုံလုပ်တာဒါတောင်တဏှာတဏှာတော်တွေမှဆိုရင်ခေါင်းထောင်ထလာသေးတယ်အဲ့ဒါအလုံးဖတ်ဘူးကြလားမသိဘူး ် round the world in 80 days ဆိုတဲ့အင်္ဂလိပ်ဖတ်စာလေးတစ်ခုကဘာပတ်တာရက်80ဆိုတဲ့ဟာလေအဲ့ဒီထဲမှာဒီအကြောင်းတွေပါတယ်သူတို့ဝင်ပြီးတော့ကြံခဲ့တာမဟာရာဇာဆိုတဲ့ဘုရင်စော်ဘွားဘုရင်ကြီးကအသက်ကြီးမှကုံတွေမျိုးရိုးတွေကတတိသမီးတယောက်ကိုလက်ထပ်တာ အဲ့ဒီမိန်းကလေးကလည်းကန်ဆိုးကျင်တော့သူနဲ့လက်ထပ်ပြီးတော့တလားလောက်ရှိသေးတယ်အဲ့ဒီမဟာရာဇာဆိုတဲ့အဖိုးအိုကြီးကတေးသွားတယ်တေးသွားတဲ့အခါကျတော့မဟာရာဇာကြီးတချိုတဲ့အထဲကိုဒီကလေးမလေးကိုထည့်ပြီးရှုပ်နော်ဒါကြောင့်မလို့တေးသွားတဲ့ဆိုရင်ကသူ့ကိုအကျဉ်းချထားလိုက်ကျဉ်းချထားပြီးတော့ဘိန်းကြွေးထားတဲ့နောက်ဆုံးမိတဲ့ကြိုတဲ့အချိန်မှာသူ့ကိုသူ့သူ့ကအဲ့ဒီမိဘုံနဲ့ထည့်ပလိုက်မှာ धातुरो सिस्टम है ना